င်္ဂလာပါရှင် ကျမတို့ရဲ့မိုးလေဝသသတင်းချန်နယ်လေးကကြိုဆိုလိုက်ပါတယ်15ရက်နေ့အတွင်းသခိုင်းတိုင်းဒေသကြီးနှင့်တချင်းပြည်နယ်တို့တွင်နေရာကျဲကျဲနှင့်နေပြည်တော်ရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီး မကွေးတိုင်းဒေသကြီး၊အေယာဝတီတိုင်းဒေသကြီး၊တနင်္သာရီတိုင်းဒေသကြီး၊ကယားပြည်နယ်၊ကရင်ပြည်နယ်၊ချင်းပြည်နယ်၊မွန်ပြည်နယ်၊ရခိုင်ပြည်နယ်နှင့်ရှမ်းပြည်နယ်တို့တွင် နေရာစိတ်စိတ်မှနေရာအနှံ့အပြားမိုးထစ်ချုံရွာပြီး16ရက်နေ့မှ18ရက်နေ့အတွင်းရန်ကုန်တိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီးနှင့်အေယာဝတီတိုင်းဒေသကြီးတို့တွင် နေရာကျဲကျဲနှင့်စကိုင်းတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကချင်ပြည်နယ်ကရင်ပြည်နယ်ချင်းပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင်နေရာစိတ်စိတ်မှ နေရာအနှံ့အပြားမိုးထစ်ချုံရွာက အချို့ဒေသများတွင် နေရာကွက်၍မိုးကြီးနိုင်ပါသည်အကြံပြုချက်ဒို့ဖြစ်ပါ၍ပြည်သူများအနေဖြင့်အချိန်အခါမဟုတ်မိုးရွာခြင်းနှင့်အတူလေပြင်းများတိုက်ခတ်ခြင်းမိုးထစ်ချုံခြင်းမိုးကြိုးပစ်ခြင်းလျှက်စီးလက်ခြင်းမိုးသီးကြွေခြင်းနှင့်မြေပြိုခြင်းစသည့်မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်ပါသဖြင့်ကြိုတင်သတိပြုနိုင်ပါယံအကြံပြုအပ်ပါသည် ပကူတိုင်းလေးကပကူယိုမရဲ့အရှိတ်ဘက်ချမ်းမာရောအနောက်ဘက်ချမ်းမာပါ မိုးအတင်းတင်းမှမိုးများနိုင်တဲ့အခြေအနေတွေကိုတွေ့နေရပါတယ်။နလင်တန်ကြောင့်ထိခိုက်ထားတဲ့စွာချောင်းတရားနီမိုးများနိုင်တဲ့အခြေအနေကိုရန်ကုန်နေပြည်တော်မန္တလေးအမြန်လန်းပေါ်မှာခရီးသွားကြသည့်ရင်များတည်ထားကြရန်ဖြစ်ပါတယ်။ ိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေနေပြီးတော့ရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအောက်ပိုင်းအေရဝတီတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကယားပြည်နယ်ကရင်ပြည်နယ်ချင်းပြည်နယ်မွန်ပြည်နယ်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းနဲ့အရှေ့ပိုင်းတို့တွင်မိုးတိမ်တောင်များဖြစ်ထွန်းလျက်ရှိပြီးအဆိုပါမိုးတိမ်တောင်များရွေရှားရာနေရာတလျှောက်တွင်မိုးရွာသွန်းခြင်းနှင့်အတူလေပြင်းတိုက်ခတ်ခြင်းမိုးထစ်ချုံခြင်းမိုးကြိုးပစ်ခြင်း ၊လျှက်စီးလက်ချင်းနှင့်မိုးသီးကြွေခြင်းစသည့်မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်ပါသဖြင့်ကြိုတင်သတိပြုနိုင်ပါရန် အကြံပြုအပ်ပါသည်။မြမပင်လေပြင်လှိုင်းနှင်းငယ်မှလှိုင်းတင်တင်ရှိမီလှိုင်းမြင့်မှမြမကံယိုရန်တလျှောက်နှင့်ကံလွန်ပင်လေပြင်တို့တွင်၄ပေမှ9ပေခန့်ရှိနိုင်ပါသည် နောက်နှစ်ရက်အတွက်ခမန်းချက်နေပြီးတော့ရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအေရဝတီတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကယားပြည်နယ်ကရင်ပြည်နယ်ချင်းပြည်နယ်မွန်ပြည်နယ်ရခိုင်ပြည်နယ်နှင့်ရှမ်းပြည်နယ်တို့တွင်နေရာကျဲကျဲမှနေရာစိတ်စိတ်မိုးထစ်ချုံရွာမည်နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်မနှက်ဖြန်မွန်းတဲ့ချိန်အထိခံမှန်းချက်နေရာကွက်ကြားမိုးထစ်ချုံရွာမီရွာရင်ရာနှုံးပြည့်ဖြစ်ပါသည် ရန်ကုန်မြို့နှင့်အနီးတဝိုက်အတွက်မနှက်ဖြန်မွန်းတဲ့ချိန်ထိခံမှန်းချက်။နေရာကွက်ကြားမိုးထစ်ချုံရွာမီရွာရံရာနှုံးပြည့်ဖြစ်ပါသည်။မန္တလေးမြို့နှင့်အနီးတဝိုက်အတွက်မနှက်ဖြန်မွန်းတဲ့ချိန်ထိခံမှန်းချက်။နေရာကွက်ကြားမိုးထစ်ချုံရွာမီရွာရံရာနှုံး80ဖြစ်ပါသည်။ မိုးလေဝသသတင်းတွေကို အချိန်နဲ့တပြေးညီသိရှိရဖို့ကျမတို့ရဲ့ channel လေးကို subscribe လေးလုပ်ထားပြီးအတစ်တင်တိုင်းသိရဖို့အတွက်ဘေးနားကခေါင်းကောင်းလေးကိုနှိပ်ထားပေးပါနော်။